ရှိဂလိုမာတီချယ်ကပြုသူအကူကရိယာကရိယာပြုခတ်အမေးစကလုံးနဲ့ဝကြတီဆောင်ကြီးကိုတင်ပြပေးခဲ့တယ်ပေါ့နော်အဲဒီနေ့မှကကျတော့အမေးစကလုံးမပအောင်ကို့အနေနဲ့ပြန်ဖြေမယ်ပေါ့နော်ဆိုတော့လာကြည့်မယ်ပြုသူအကူကရိယာကရိယာပြုခတ်နဲ့ဝကြတီဆောင်မယ်အရင်ဆုံးချက်လို့မြန်မာစာဝကြကိုအရင်ကြည့်မယ်ငါဒီလူကို မြင်ဖူးတယ်ငါဒီလူကိုမြင်ဖူးတယ်ဒီဝကြကိုကျွန်တော်ထိုင်းလူမျိုးဘယ်လိုတီဆောင်မလဲဆိုတော့ဒီဝကြမှာပြုသူနံပါတ်1လာမယ် အာနံပါတ်2ကိုကုရိယာနံပါတ်3ကုရိယာနံပါတ်4ပြုခံအဲ့လိုသွားမှာပေါ့နော်ဆိုတော့ငါဒီလူကိုမြင်ဖူးတယ်လို့ပြောတဲ့အတွက်ငါဒီပြုလုပ်တဲ့သူငါဒီလူကိုမြင်ဖူးတာမဟုတ်တော့ငါဒီပြုလုပ်တဲ့သူငါဆိုရင်ထိုင်းလူမျိုးကฉานလို့ခေါ်တယ်အာฉานငါနော်โอเคဒါဆိုရင်နံပါတ်2အနေနဲ့ကျတော့အကူကုရိယာကိုကောက်ရမယ်အကူကုရိယာကဒီမှာကြောက်မှာပါတယ်ဖူးတယ်အဲ့ဒီဖူးတယ်ဆိုတာဒီအကူကုရိယာ ကြိယာရရှိမှာထည့်ပြီးသုံးရမယ်ဒီအခုကြိယာเนาะတော့စင်တီနေမှာမြင်ဖူးတဲ့အစဉ်မြင်တာဒီကြိယာဖူးတဲ့ဆိုတာဒီအခုကြိယာဆိုတော့ဖူးတာအရင်လာရမယ်အခုကြိယာကြိယာရရှိမှာထည့်သုံးရမှာဖြစ်တယ်เนาะတော့စင်ဖူးတဲ့ဆိုရင်ခွိခွိဆိုရင်ဖူးတယ်ဒါဆိုရင်အခုကြိယာပြီးပြီเนาะနံပါတ်3ကြိယာကြိယာကမြင်တယ်မြင်ဖူးတဲ့ဆိုရင်အဲ့ဒီမြင်တယ်ဆိုတာဒီဆရာတို့ကြိယာเนาะမြင်တာကို hen လို့ခေါ်တယ် hen လို့ခေါ်တယ် ฉันเคยเห็นงามีมูเดประตูโหมีมูเลยงาก็ประตูโหมีมูเลยดีลูโหอ่างาดีลูโหมีมูเดโลပြောได้อะดีลูที่ปุขันงาเยมีมูชิ้นขันย่าราหมดโลปุขันนับนี้ล่ะเมดีลูส่วนฉันรู้ท้ายหลูမျိုးกะคนนี้ลูกขอได้คนนี้ดีลูคนนี้คนนี้ลูกขอได้เราส่วนดีว่าเจ้าส่วนฉันรู้ปั่นตัวอยู่เนาะฉันงาเคยพูเดเห็นเมียนเด คนนี้ดีหนูนันเคยเห็นคนนี้งาดีหนูကိုမြင်ဖူးတယ်ဒီလိုမျိုးလေးခြေလို့အเจ้าကိုအာဒီစားစားมาဖြစ်တယ်เนาะ โอเคဒါဆိုရင်နောက်တစ်ချောင်းသွားမယ်งาดีအစားစားစားဖူးတယ်ဘသူကစားဖူးတာလဲงาကစားဖူးတာဒါဆိုရင်งาดีဒီကเจ้ามาပြုလုံးတက်သူงาဆိုရင်ฉันงาဆိုရင်ฉันအဲ့ဒီဖူးတယ်ဆိုတာဒီအကူကရိယာဖူးတယ်ဆိုရင်เคยเคยဖူးတယ် ။ဘာဖူးလဲငါးပါဖူးလဲစားဖူးတဲ့အဲ့ဒီစားဖူးတဲ့စားတဲ့ဆိုတာဒီကျွန်တော်ကြည့်ရစားတော့ကို gin gin စားတဲ့ฉันเคย gin ငါစားဖူးတဲ့ဘာကိုစားဖူးလဲငါကဘာကိုစားဖူးလဲဒီအစားအစာကိုစားဖူးတယ်လို့ပြောတဲ့အတွက်ဒီအစားအစာဒီငါရဲ့စားဖူးခြင်းခံရတာဆိုတော့ဒီအစားအစာဒီပြုတ်ခံနှစ်ပတ်လေးလာမယ်ဒီစားအစာကိုအာဟန်နီလို့ခေါ်တယ်အာဟန်နီအာဟန်ဆိုအစားအစာ နီးဆိုတာဒါဒီအဲ့လိုနော်အာဟာရနီးဒီအစားအစာနော်ဒါဆိုရင်ဒီကိုကြားဆိုရင်ကျွန်တော်မှန်သွားပြီနော်ฉันเคยกินอาหารนี้ ฉันเคยกินอาหารนี้ငါဒီအစားအစာကိုစားဖူးတယ်နော်ဒီလိုလေးဝကြောက်ကိုဒီစားရမှာဖြစ်တယ်နော်โอเคနောက်တစ်ကြောင်းသွားမယ်ငါဒီအလုံးလုံးဖူးတယ်ငါဒီအလုတ်လုတ်ဖူးတယ်ဆိုရင်ဒီမှာကြောက်မှာဘသူကပြုတ်လုတ်တဲ့သူလဲငါငါကဒီအလုတ်ကိုလုတ်ဖူးတာမဟုတ်လို့ငါဒီပြုတ်လုတ်တဲ့သူငါဆိုရင်ฉัน ฉันงาไอ้นี่พูเด้สัวติกรุยาเคยเคยพูเด้บ่าพูเลยงาดิอลุกโกลุบพูเด้หลุบเยอะได้อะตั่วลุบพูเด้ไอ้หลุบเด้สัวติกรุยานัมเบอร์3ล่ะเมลุบตาโกทําทําลุบตรงเนี่ยเนาะงากะดิอลุกโกลุบพูเด้หลุบเยอะได้อะตั่วบ่าโกลุบพูเลยดิอลุกအာဒီအလုတ်ကိုငါလုတ်ဖူးတယ်လို့ပြောတဲ့အတွက်ငါရဲ့လုတ်ချင်းခံရတာဒီအလုတ်ကဒါဆိုရင်ဒီအလုတ်ကိုနံပါတ်၄လာမယ် ဒီအလုံးဆိုရင်ထိုင်းလူကငန်နီလို့ခေါ်တယ်။ဒီအလုံးဆိုရင်ငန်နီလို့ခေါ်တယ်။ဒါဆိုရင်ဒီဝကျဆိုရင်ကျွန်တော်မှန်သွားပြီနော်။ฉันငါ खई ဖူးတယ်ထာမလုပ်တယ်ငန်နီဒီအလုံးฉัน खई ทํางานนี้ ฉัน खई ทํางานนี้ငါဒီအလုံးကိုအာလုပ်ဖူးတယ်ဒါဆိုရင်ဒီဝကျဆိုရင်ကျွန်တော်မှန်သွားပြီ။ ီလိုမျိုးလေးချက်တော့ဝကြကိုတီဆောက်ရမှာဖြစ်တယ်เนาะအခုလိုမျိုးဝကြတီဆောက်တာနဲ့ပတ်သက်ပြီးအသေးစိတ်အအခြေခံကနေစနစ်တကျလေးလာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုရင်ဒီချက်စီမှာဗီဒီယိုသင်တန်းလေးရှိတယ်ပေါ့เนาะဒီဗီဒီယိုသင်တန်းမှာဆိုအခုလိုမျိုးတရအကြကြပေါ့เนาะအဘလို့ဘလို့တီဆောက်ရမလဲဆိုအသေးစိတ်တင်ကြပေးတာဖြစ်တဲ့အတွက်သင်တန်းစိတ်ဝင်စားတယ်ဆိုရင်ဒီချက်ဒီဖိတ်မင်စင်ဂျာမှာလာပြီးတော့မင်းမြန်ဆက်သွယ်နိုင်တယ်ပေါ့เนาะโอเคဒါဆိုရင်ဒီနေ့ဒီဗီဒီယိုဒီလောက်ပဲเนาะ